ပြန်စားရေးဝန်ကြီးဌာနဝန်ထမ်းများနေထိုင်နိုင်ရန်ကွန်တိန်နာဟောက်စ်များနေရာချထားမိမိနေရာ prefabricated office များတက်ဆင်နေမှုနဲ့တည်ဆောက်ထားတဲ့ယာယီအဆောင်ရှိများမှဝန်ထမ်းများနေထိုင်နေမှုအခြေအနေများနဲ့ဆက်လင်း၍ဒီကနေ့မနက်ပိုင်းမှာယာယီရှင်းလင်းဆောင်မှပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်အားအမြဲတမ်းအတွင်းဝန်ဦးဝင်းကျော်အောင်ကရှင်းလင်းတင်ပြခဲ့ပါတယ်။ ြန်ကြားရေးဝန်ကြီးဌာနရုံးအဝင်ကားပတ်လမ်းဘေးမှာပေ20ပတ်လည်ရှိ prefabricated office ဆဲလုံးနေရာချထားရတဲ့ကားပါကင်ဘေးရှိမြေကွက်လမ်းမှာပေ20ပတ်လည်ရှိ container house 9လုံးအလျားပေ20အနံ30ပေ container house အလုံး90စုစုပေါင်း59လုံးနေရာချထားရအကွက်ချဆောင်ရွက်လျက်ရှိပါသည် အဒီနာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဟာကွန်တိန်နာဟောက်စ်များနေရာချထားမိမည်နေရာ prefabricated office များတက်စင်နေမှုနှင့်ရုံးမျက်နှာစာမျက်ခင်းပြင်ရှိ20ခန်းတွင်ယာယီအဆောက်အုံမှဝန်ထမ်းများလက်ရှိနေရာချထားမှုအခြေအနေတို့ကိုကြည့်ရှုစစ်ဆေးကဝန်ထမ်းမိသားစုများကိုတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။ လဲလဲကြည့်ရှုစဉ်ပြည်ထောင်စုဝန်ကြီးက prefabricated office များနဲ့ container house များကိုနေရာချထားရမှာမကြာမီရောက်ရှိလာတော့မယ်။မိုးရသည့်အတွက်စဉ်းစား၍မြေသားအနေအထားကိုတေချစွာတိုင်းတာဆောင်ရွက်ရန်ဝန်ထမ်းများစနစ်တကျနေထိုင်နိုင်ရေးအတွက်လိုအပ်တဲ့ရေမီမိန်လာများလုံလောက်မှုရှိအောင်ဆောင်ရွက်ပေးရန်ယာယီဘာရှာများပတ်ဝန်းကျင်မှာတန်ရှင်းတာယာမှုရှိစေရင်းနဲ့ဝန်ထမ်းများစနစ်တကျဖြင့်စီကံတကျနေထိုင်ကြစေရေးစက်မှတ်ဆောင်ရွက်ကြရန်မှာကြားခဲ့ပါတယ်ရှင်။